ပါလို့ဆိုတော့အကြောင်းအရာပဲစာသားပိုင်းရပရိုကြီးကိုကျွန်တော်ဘာမှကောင်းလဲထားကြဘူးဟုတ်အဲ့ဒါအဲ့ဒါတော့မရှိကျွန်တော်ဒီ album လုပ်တယ်လုပ်တဲ့ခါကျွန်တော် rules ခုပဲရှိတယ်အဲ့ဒါပါလေ no rules ဆိုဘာ rules မှမထားဘူးဘယ်လိုကြည့်ရချင်းနေမှာရှိဖိုးဖိုးဖြစ်သွားတယ်နောက်ဆုံးပြီးခဲ့နေတဲ့မစိတ်စိတ်ကြီးဖြစ်သွားတယ်လည်းရှိတာအဲ့ဒါကိနာကာလာလေကျွန်တော်ကျွန်တော်တိတ်တိတ်လျှောက်ချက်ကြီးလာတယ်လည်းရှိတာ နံပါတ်2နှစ်ဆိုရင်ပေါက်သရှင်းထည့်ရမယ်အဲ့လိုမျိုးရှိတယ်အဲ့အဲ့ဟာမျိုးတော့ကျွန်တော်မရှိဘူးတော်တော်တော်မဟုတ်တယ်ပြီးတော့လောက်ထားမျိုးတော့မရှိဘူး main stream ဆိုတော့ဘာမှန်းတော့မဟုတ်ဘူးတိတ်ဟိုဘယ်လိုပြောမလဲကျွန်တော်စိတ်ထဲမှာပါနော်တိတ်မသေးဘူးပဲဟိုအနောက်ရောမှတော့ပြောတော့ဘာလို့ပြောကျွန်တော်တွတ်လက်နေပြီရတယ်လူတွေချာမမီးရမ်းမီအသေးကမဲတဲ့ဆန္ဒများမပြတ်နဲ့မီအမင်းနဲ့တေကမပြဘူးခွင့်ချတော့ချင်းရောက် ချင်းကြီးတယ်ချင်းဆိုရယ်ပက်ကင်ကတန်လေးတွေပါတည်ပါတယ်။အကျွန်တော်နာမည်ကတော့ချင်းချာလီပါကျွန်တော်ဒီမှာဟိုပါဘေ့စ်ဘေ့စ်နဲ့ပက်ကင်ဖိုကယ်ပေါ့ အဲအဲအဲ့ဒါနဲ့ပါဝင်ပါတယ်ကျွန်တော်ကြော်ကြီးရတော့ခေတ္တတိခေတ္တပြောကျွန်တော်ဘုရားကြံပြီးဟိုကျွန်တော်ကဟိုဟိုအရင်ကကျွန်တော်နဲ့ကိုဂျွန်ချာလီနဲ့ကလွန်ခဲ့တဲ့15နှစ်လောက်တည်းရလေဘန်လေးတစ်ခုဂျူလောက်ဘူးလေအဲတစ်ခုနှစ်ခုလောက်လောက်ဘူးလေပေါ့နော်လောက်ဘူးနဲ့ကျွန်တော်ကြားမှာနည်းနည်းအဆက်ပြတ်သွားပြတ်သွားပြီးတော့အဲနောက်ပိုင်းကျတော့ဟိုအဆက်ပြတ်သွားရဆိုမဲ့ဟိုသူနဲ့ကျွန်တော်နဲ့ကအမြဲအဆက်သွားရှိနေပေါ့နော်အဲ့လိုရှိတော့အဲခု2023မှာ ျွန်တော်ပြန်သချင်းလေးပါတယ်နဲ့ပြန်လုပ်ချင်တယ်ပေါ့နော်ပြန်လုပ်ချင်တော့သူ့ကိုကွန်ပျူတာတော့အဲသူ့ရဲ့ကျွန်တော်ရဲ့နှစ်ယောက်ရဲ့အဲပထမအဦးဆုံးကျွန်တော်တို့အဲ Nothing Spawned Memory ဆိုတဲ့ EP ၄ရှိတယ်အဲအခွေကတော့ငားဘုတ်ပါတယ်အဲ့ဒါလေး online မှာပဲ Jamie Rock ကဖြန့်တာပေါ့နော်အဲ့ဒါလေးသူ့ရဲ့ကျွန်တော်နှစ်ယောက်တီးတယ်နောက်ကျွန်တော်နှစ်ယောက်တည်းတီးလို့ဖြစ်ဘူးဆိုပြီးကျွန်တော် member တက်ထက်ရှာရင်းနဲ့အဲ debut ရဲ့ကြော်ကြီးရင်းနဲ့အဲ2023ဟိုဘာလို့ဖြစ်မလဲနော်ဆယ်လာဆယ်လာမဆက်လာပဲလောက်ဖြစ်မယ်အဲ့မှာလူစုံသွားတယ်ပေါ့နော်ကျွန်တော်၄ယောက်စုံသွားပြီးတော့အဲ့မှာကျွန်တော်တို့ solo album ပေါ့နော်အခု track great greater greatest လို့ကျွန်တော်တို့ကနာမည်ပေးထားတယ်။ဒါမဲ့မေလ24ရက်နေ့ထွက်တယ်။အဲအဲအဲ့ဒါအဲ2023 Jesus November လောက်ထိအစပြီးတာတည်ကြတာပေါ့။ ကလွဲ့လို့ကျွန်တော်နှစ်ယောက်တည်းတည်ထားတာ drum ကတော့ကူပေးတဲ့သူပါတယ်။နောက်ပြီး drum programming တည်ထားတာ။အဲဟို melody ပါတဲ့ instrument ကတော့ကျွန်တော်ရဲ့ကိုချွန်ချာလီရဲ့နှစ်ယောက်ကပဲတည်ထားတာ။တွေ့တာကဘလို့လဲဆိုတော့အရင်တဘူးကိုပြောရမယ်ဆိုရင် तू ကကျွန်တော်က generator ကကန်းပဲမှာတည်တယ်။ generator ကကန်းကိုကျွန်တော်ရဲ့သဘောကြတယ်ဗောနော်။သဘောကြတော့အဲ့ဒါနဲ့ generator ကကန်းကလည်းအကြောင်းမျိုးကြောင့်ဆက်ပြီးမလို့ဖြစ်တော့တဲ့အခါကျတော့အဲ့ဒါနဲ့သူ့ကိုကျွန်တော်က online ရမယ်လှန်ဆက်သွယ်မယ်ဆိုဆက်သွယ်ရင်တည်း तू နဲ့ကျွန်တော်နဲ့နှစ်ယောက် mutual friend တယောက်တိရတယောက်ကတစ်ဆင့်သူ့ကိုသွားဆက်သွင်းနေတီးပစ်တာ။နောက်ကျော်ကြီးနဲ့ကတော့လို့ကေတာသမားလူတွေဆိုတော့ကျော်ကြီးနဲ့တွေ့တွေ့ online မှာပဲလို့တွေ့တဲ့စကားပြောတော့ PG တော့ဟာတယောက်တော့အဆင်ပြေဆိုပြီးကျွန်တော်တို့လည်းတီးပစ်သွားတာ။နောက်အဓိကတော့ဒီမှာပဲတကယ်ကျွန်တော် value တွေနဲ့ studio တွေကတော့အဲ့ဒါပဲ။ van နေနဲ့တော့မတီးတီးတာဘူး။ဒီ van နဲ့ problem ။ဂျိုက်တူတာ။ဂျိုက်တူတာတော့ဒီကတော့ကြီး။ကျွန်တော်ညီရောညီရယ်ကျွန်တော်နဲ့ကျွန်တော်ကောင်ရဲနဲ့က အလူလက်ပိုင်းဖြစ်သွားတဲ့အချိန်မှာကျွန်တော်တို့ကတော့နည်းနည်းတူတယ်ပေါ့နော် တူတယ်ဆိုတာကျွန်တော်ဖြတ်တန်းလာတဲ့ပုံရောကျွန်တော်တို့တိုက်တော့တူရယ်အာကာနဲ့ကြတော့လေအကားကြတော့လေကျွန်တော်တို့က modern nice ပို့ဖြစ်တယ်အဲကျော်ကြီးနဲ့ကြတော့လေကျော်ကြီးရကြတော့လေတူ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 သွားကျင်တဲ့ဝေးကအခုရှိတော့ကျွန်တော်တို့ကအဲ့၄ယောက်ကတော့နည်းနည်းတော့အဲဟွာလေးပေါ့လူလူပို့ရှော့လေးတော့ညှိရတာပေါ့ညှိရယူရတဲ့ဘိုင်းလေးတော့ရှိတယ်ဟုတ်ဒီကမှဟိုပါပေါ့ ဟိုကျွန်တော်ကသချင်းချင်းအများသောအဖြစ်ရလေဟိုဟွာလေးပေါ့ frame လေးကျွန်တော်အမြဲချတယ်ဒီနားကို solo ဘယ်နှပါတိမယ် intro block တိမယ်ဒါတိမယ်ဆိုကော့ကိုရင်းနေချတော့တာရှိတယ်အစာတွတ်တာတော့ဂျန်နဲ့လူဝိုင်းအစာတွတ်ကြတယ်ဒါကြတော့ solo လေးကိုဒီကျင်တာလေးကိုရှာလာခဲ့တယ်ခါကြတဲ့ပါဇက်နဲ့ကျုပ်ပြလိုက်ချင်ခါကြတဲ့တီးပြလိုက်တာရှိတယ်ပေါ့လေအဲ့ဒါမျိုးတော့ရှိတယ်ဟို arrange ကတော့အလုံးပေါင်းလုပ်တာပေါ့ arrange and produce ကတော့ကျွန်တော်တို့တပင်လုံးပေါင်းလုပ်တဲ့သဘောပေါ့ဟုတ်ကဲ့ဟောရဲဟောရဲ ဘာဖြစ်လို့လဲဆိုတော့ဟိုအခုကတော့ teaching arrangement လုပ်တဲ့ပုံစံဆိုရင်ကျွန်တော်တို့သူကအဲ့လို frame ကြီးယူလာပါတော့အဲအဲ့လိုယူလာတဲ့ခါကျပြန်တော့ပထမကကျွန်တော်တို့၃လေးပုတ်တော့ပါဘာလို့လဲကျွန်တော်အချိန်မှသင်တိုက်အဲတိုက်ကြည့်လိုက်သေးတယ်တိုက်တော့ okay recording ကအဲ့လိုဒီမှာတကယ်လို့လုပ်မဖြစ်ပါဘူး recording ကြောက်ရှင်တော့နောက်တစ်ခုဖြစ်သွားပါနောက်တစ်ခုဖြစ်သွားပါတော့နောက်တစ်ခါကျရင်တီးလေးတန်းလိုက်နဲ့စိတ်ကူးပေါက်တော့ပြန်ဟိုဒီဟာတွေကဒီလိုမျိုးလုံးနိုင်အောင်မဖြစ်ပါဘူးတခါကျရင်လည်းဒီလိုပဲအဲ့လိုမျိုးဖြစ်တာတော့တခါကျရင်လည်းငင်းတာပါညာတော့နေတော့နေပါလေ ဒါမှအဲ့လိုဘာလို့ပြောမလဲကွာတော့ကွာတယ်မင်းစင်းတော့ကွာဆိုတာဒီလိုဒီရက်မှဆိုပြတခြင်းပုံစံတွေကတော်တော်ဟိုပေါက်တယ်ကိုကိုတော့မှဘာခေါင်းနဲ့တက်မှမသိဘူးအဲ့လိုမျိုးဟုတ်ပြီပေါက်ရလေးနဲ့ပါတယ်ဘောအဲ့လိုအဲ့လိုပုံစံဖြစ်တယ်ဘောကတော့လွတ်လပ်တာကဘာလို့ကျွန်တော်တို့အချောင်းအရာပိုင်းစာသားပိုင်းကတော်တော်ကြီးကိုကျွန်တော်တို့ဘာမှကောင်းနေထားကြမလို့ပေါ့လေဟုတ်တယ်အဲ့ဒါအဲ့ဒါတခုရှိတယ် အဲ့နောက်တစ်ခုကတော့ကျွန်တော်တပူးလည်းပြောဦးလေကိုကိုတိလည်းပြောဦးလားမသိဘူးဒီကျွန်တော်ဒီ album လုပ်မယ်လုပ်တဲ့အခါကျွန်တော် rules ခုပဲရှိတယ်အဲ့ဒါပါလေ no rules ပဲဘာ rules မှမထားဘူးကျွန်တော်တီးတဲ့ channel မှာရှိ4 4ဖြစ်သွားတယ်နောက်ဆုံးပြီးခဲ့တဲ့ကြမ်းမစိတ်စိတ်ကြီးဖြစ်သွားတယ်လည်းရှိတာပဲအဲ့ကိနာကလာလေကျွန်တော်ကျွန်တော်တိုက်တော့ရှောက်ချိန်ပြီးတီးလာတယ်လည်းရှိတာပဲအဲ့မျိုးတော့ကျွန်တော်ဖြစ်ရင်ဖြစ်သွားရမယ်ဒါပေမဲ့ဟိုနည်းနည်းလေးဟိုအားလုံးသတ်မှတ်ထားတဲ့ဆန်အနေနဲ့နည်းနည်းလွဲချော်တာလည်းဖြစ်ကောင်းတော့ဖြစ်မယ်ပေါ့နော်အဲ့လိုမျိုးလိုရှိတယ်လို့ကျွန်တော်ထင်တာပဲအဲ့ဒါတွေကပဲအဓိကကွာခြားမှုဖြစ်နေလို့ ကြော်ရကြော်ရပါပြောကြော်ရပါပြောနေကောင်းကောင်းနေဘယ်လိုကောင်းတာလဲမကြောက်ပါနဲ့ငါတို့စစ်တပ်ကိုကောင်းတာပါလေအဲ့လိုတချင်းလေးပါတိုက်ဂျိုဂျိုတန်ရေ့ချ်လို့ပြောရီကော်ဒင်းဝင်ကြအောင်အဲ့ဒါတွေကဟိုလည်းပြန်တိတ်လို့မလာပါဘူးရီကော်ဒင်းရောက်မှကြောက်တော့ကြောက်တော့မဟုတ်ဘူးအဲ့လိုစိတ်အချိန်နားထောင်ရင်းနဲ့လို့ရင်းနဲ့စိတ်တဲ့ပေါ်လာတာတွေပဲတီးလိုက်တေချာလို့လားအဲ့ဟိုနားမထောင်လာတာမလားအဲ့လိုလက်အချိန်ကြာရင်တော့ပြန်လာမှကြည့်စရာမတူးပြ ဟိုတချမ်းဟိုဒီမျိုး frame ကြီးဟာဒီမှာဒီလိုတီးမယ်ဆိုမှတကယ်တကယ်နဲ့ဟို recording တီးရခါကျရင်အဲ့လိုနည်းနည်း mood ဘူးပေါ့နော်အဲ့ဒါပုံပြောင်းသွားပြီးရင်တော့လို့စာသားရဆိုရှင်ပုံနားတော်ပြတော့ तू ကအချင်းချင်းကတော့နည်းနည်းစာဘာလို့ရေးရဲ့အပိုင်းကြီးဆိုတော့ तू ကအဲ့လိုတချမ်းရေးရဲ့အပိုင်းကြီးဗျာနည်းနည်းတချို့ကဆို aggressive ဖြစ်တာတွေပါတချို့ကဆိုရှင်အဲ့လိုပေါ့စိတ်ကြံနေပါလေဒါမဲ့နူးနူးညံ့ညံ့ရေးတဲ့တဘုတ်တော့ပါတော့ပါဟုတ်တော့မဟုတ်အဲ့ဒီဘုတ်ပါနော်အခြေတချင်းအခြေတချင်းပဲပြောအောင် dom, dit komt niet uit, dat is maar, dit komt niet uit, het is daar al gekomen, het is daar နိုင်သုံးတော့ဖြောက်ပါတယ်အဲ့မဲ့ကျွန်တော်တို့က Nirvana တို့လေအဲ့လို Crash ကို Alison Chain Nirvana စောင်းကားတဲ့မှာကျွန်တော် Power Jam တော့ကြိုက်အဲ့သုံးဝိုင်းကိုကျွန်တော်အရင်ကြိုက်တာဆိုတော့အဲ့ mood တွေကကိုယ်မသိစိတ်တယ်မှာရှင်းပြကိုယ်ကြောယူထဲမှာစိတ်နေတဲ့ဟာတွေရှိတယ်ပေါ့ဒီကအဲ့ဒါလေးကိုတုံတုံကဖြောက်လို့နည်းနည်းတော့ခတ်တာပေါ့အဲ့ဒါလေးမျိုးရှိတယ်အစလေးပါတော့အစလေးပိုင်းဟာတော့နည်းနည်းပြောင်းပြောင်းပြီးတော့ပြောင်းပြောင်းပြီးတော့လုပ်ထားရရှိတယ်ဟိုအဲ့ဒါဂျီဝဲတက်ကတော့တနေ့နဲ့တနေ့တမျိုးမျိုးပြောင်းလာပြီလား ိုဆက်စားခြင်းကြတော့လေဟိုကိုလို့ channel လေးကိုရှောက်လို့မယ်ဆိုပြီးတော့ပဲဖြစ်လာပါဘောเนาะနောက်တကယ်တမ်းလှုပ်ဖြစ်လှုပ်ဖြစ်လှုပ်ဖြစ်လာတဲ့ခါကျတော့လေကျွန်တော်တို့ဘယ်လို show လေးဒီကြမယ်ကိုလေးရအောင်ထုတ်မယ်ပေါ့เนาะအဲကိုလေး trot ခံပြီးချိန်ကြတော့လေကျွန်တော်ဒီထဲမှာပဲနေမလားဒါမှမဟုတ်ဒီထဲထက်ပြီးတော့ပဲ promote လုပ်ပြီးတော့ပဲ next minute နေရာတခုကိုကြည့်ဦးတက်လှမ်းမလားပေါ့เนาะအဲအဲ့ဒါတဲ့အချိန်လေးအားလုံးပေါ့ကျွန်တော်၄ရက်လုံးရဲ့တခြားလူမျိုးရေးစီးပွားရေးစသစရဲ့အချိန်လေးအားလုံးပေါ့မူတည်ပါတယ် ကျွန်တော်အနေနဲ့တော့အဲ့လိုမျိုးတော့တတ်မှတ်သွားတော့အေးဟုတ်တယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဟိုကျွန်တော်တို့ဟိုဘယ်လိုပြောမလဲကျွန်တော်တို့ဒီချင်းနားတော်နေဒီလိုပေါ့နော်သူသူတို့တွေလက်ခံလက်ခံပြနေကြတော့ပေါ့အဲ့လို main stream ရောက်နေရောက်မှာပေါ့မရောက်မမြောက် main main stream ဆိုတာဘာမှန်းတော့မှာဟိုတိတ်ဟိုဘယ်လိုပြောမလဲကျွန်တော်စိတ်ထဲမှာပေါ့နော်တိတ်မသေးဘူးပေါ့ဟိုအဲ့တော့ငေါ့မှာတော့ပြောတော့ငေါ့မှာတော့ပြောကျွန်တော်လွတ်လပ်ပြီးရပြီးရအဲ့လိုမျိုးရှိအဲ့လိုမျိုး သူဥပုံစံကအဲ့လိုမျိုးသိရမလားကျွန်တော်အကုန်လုံးပါပဲအဲ့လိုမျိုးအာဟိုလိုမျိုးအောင်းမြင်ပါစေသိရမလားအဲ့လိုမျိုးတော့ဆိုတာလည်းဒါတော့အနောက်ဘက်ကင်းကင်းလို့နေရတယ်ဆက်ပြီးဒီခွေမှာဆယ်ဖို့ပါမယ်နော်၈၅ဖို့ပါအစုံ၁၅ဖို့လို့ရှိတယ်ကျားမှာတီးထားပြီးတော့မထုတ်ရဘူး။အဲ့မှာတီးထားပြီးတော့မကြိုက်လို့ဖြုတ်ခေရတယ်ငါးဘုတ်ချက်ဖို့တော့ရှိတယ်။အဲ့ဒါတွေတော့မကြိုက်လို့ထားခေရတာရှိတယ်။ဘယ်လုံးမယ်ဆိုမှရေးတာ။ရေးတယ်ဆိုမဲ့ဟို band theme ဆိုတာဖက်လေ ဲ့ချိန်မှာဖြစ်နေတဲ့စိတ်ခံစားမှုခံစားမှုအဲ့စိတ်ခံစားမှုပဲ current saturation ကိုတော့ပြန်ရေးတည်ပြီးရေးတာများတယ်ကောင်းရအဲ့တော့ခါကျတော့ကောင်းဘို့ပေါ့နော်အချောင်းရတွေကထက်ချင်တဲ့ထက်နေပြီဗျာစိတ်ညစ်စရာစိတ်စိတ်ဆင်းရဲစရာဒါမှမဟုတ်အဲ့လိုမျိုးပေါ့နော်တခုပဲဖြစ်နေဖြစ်နေလိမ့်မယ်အဲ့အဲ့လိုမျိုးတော့ပါတော့ပါတယ်ဒါတော့ဟိုကျွန်တော်တို့ကလေဟို commercial သွားမဲ့ band ကြီးအနေနဲ့မစင်စားမဲ့ကိုကြက်တဲ့ကိုလုံးမလို့စဉ်းစားရတဲ့အချိန်ထည့်တဲ့အပိုင်းမှာတော့ band တွေချို့စားရှိတယ်ဗျာတလားဟို အခုအလေးအလေးပေါ်မှာရှာကိုမဆယ်ရမ်းဖြစ်ရမယ်ပေါ့ဘယ်ဘုကမှနံပါတ်2နှစ်ဆိုရင်ပေါက်သင်းထည့်ရမယ်အဲ့လိုမျိုးဖြစ်ရှိအဲ့အဲ့ဟာမျိုးတော့ကျွန်တော်မှမရှိဘူးအဲ့လိုမျိုးတည်ရတာတော့မဟုတ်ဘူးတည်ပြီးတော့လှုပ်ထားမျိုးတော့မရှိဘူးအဲ့လိုပေါ့နော်အတက်နိုင်ဆုံးတော့လွတ်လွတ်လပ်လပ်ကိုအခုဖြစ်နေတဲ့ခံစားချက်ပေါ့နော်အဲ့ဒါအဲ့ဒါကိုပဲကျွန်တော်တို့အကောင်းဆုံးသူရှိမှရှိရတာနဲ့ကျွန်တော်တို့အကောင်းဆုံးသူရှိရရလိုက်ဆိုကျွန်တော်တို့အကောင်းဆုံးစုပြီးတော့အဲ့လိုလေးပေါင်းပြီးတော့ဖန်ပြီးလိုက်တယ် create လုပ်လိုက်တယ်ပေါ့အဲ့လိုပေါ့